အားလုံးပဲတဘာဝပြည့်နေပြည့်နေမှကြွေးကြပါစေလို့ဆုတောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ပကံခစ်မှာလက်ဆံငယ်လေးမင်းရင်နေရတင်ခမင်းဆိုတာတကယ်ရှိသလားမရှိဘူးလားဆိုတာကိုကျွန်တော်တို့ဆန်းစစ်သွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်မိတ်ဆွေတို့အဲ့ဒီမင်းကိုတော့ကြားဦးကြမှာပါကျွန်တော်ရင်ကပကံမင်းဆက်55ဇလား56ဇလားဆိုပြီးတော့ဗီဒီယိုလေးတစ်ပုဒ် တင်ပြပါရယ်အဲ့ဒါလေးကိုလည်းမကြည့်ရသေးရင်လည်းသွားကြည့်လိုက်ပါဦးအခုပြောမယ်မင်းရဲ့နေရာတင်ခါမင်းဆိုတာကအလောင်းစီသူမင်းရဲ့သားတော်ကလကြာမင်းနေရာသူကိုစက်ခံတဲ့မင်းတပါပဲဖြစ်ပါတယ်သူဟာပကံထင်းတဲ့ကိုတက္ကိ933ခုနဲ့မှာစူးစမ်းခဲ့တယ်လို့ဖော်ပြထားပါတယ်သူနိုင်ရတဲ့ခါမှာသူ့ရဲ့ညီတော်နေရာပတိစီသူကိုအင်ရှိရာထားတယ်လို့ဆိုပါတယ် အဲ့မှာအများကြားဘူးနေကြမိဖုရားဝေလူရီမိဖုရားနဲ့ပတ်သက်ပြီးတော့ဝါးနေဖွားတယ်ပြီးရင်နှစ်ပေါက်ကျဲတဲ့အတွက်ကြောင့်မို့လို့သူ့ညီကိုပြေးပြီးတော့သူ့မိခင်ကနားကိုပြန်ပြီးမှဟိုပြုတ်ပြင်ပြလိုက်တော့လှတဲ့လှတဲ့ခါမှာညီညီကိုဒီငဆောင်ချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုပြီးလှုပ်ပြီးလှုပ်လိုက်တဲ့ခါမှာပြီးတော့မှသူ့ရဲ့ခင်မတော်ကိုတိတ်ပိုက်တယ်ဆိုမှရာသူဝင်ချမ်းနေတယ်မှာအခိုင်အမာဆိုထားပါတယ် အဲ့ဒါတော့ကျွန်တော်ရာဇဝင်ကျမ်းဆက်ဆက်မှန်တမ်းရာဇဝင်ဥကလရာဇဝင်တွင်းသင်းမဟာရာဇဝင်သစ်မုံရွေးမဟာရာဇဝင်ကျော်တို့မှာအဲ့ဒီတိုင်းပဲအကုန်လုံးကြာထားကြပါတယ်မင်းရဲ့နေရာတိတ်ခါမင်းဆိုတာတကယ်ရှိတယ်ပေါ့လေဒါပေမဲ့အခုနောက်ပိုင်းဖတ်တဲ့ရာဇဝင်ကျမ်းတွေဆိုရမင်းရဲ့နေရာတိတ်ခါမင်းဆိုတာတကယ်မရှိဘဲနဲ့တမိုင်းဆရာတွေကဖန်တီးထားတဲ့ ဘရင်တပါးလာဖြစ်တယ်ဆိုပြီးနောက်ပိုင်းတမိုင်းဆရာတွေကစိုးကြပါတယ်အဲ့ဒါဟုတ်နိုင်လားမဟုတ်နိုင်ဘူးလားကျွန်တော်တို့ဒီဗီဒီယိုလေးမှာကျွန်တော်ဆက်စစ်ကြည့်ပါမယ်ခုနကကျွန်တော်ပြောတဲ့ကျွန်တော်တို့ခေတ်ဆက်ဆက်အမြဲတမ်းကူကားခဲ့ရတဲ့ဥက္ကလရာဆိုရင်မှန်နှမ်းရာဆိုရင်နောက်ပြီးနောက်အစ်တစ်ထွက်တဲ့တွင်းတင်းမဟာရာဆိုရင်တဲ့မိုးရီးမဟာရာဆိုရင်ကျော်တို့မှာမင်းရဲ့နေရာတက်ခါမင်းဆိုတာရှိပါတယ်ဆိုပြီး အစဉ်ဆက်ကျွန်တော်တို့ရေးသားခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းဆရာကြီးဒေါက်တာတန်ထွန်းရဲ့ခေောင်းမြန်မာရာဇဝင်ဆိုတဲ့စာအုပ်ထဲကပေါခလူရဲ့အယူဆကိုသူကယူပြီးမင်းရဲ့နေရာတင်ခါမင်းဆိုတကယ်မရှိဘူး။တမိုင်းဆရာကြီးကဖန်တီးထားတဲ့ဘီယန်နာဖြစ်တယ်ဆိုပြီးအခိုင်မာဆိုကြပါတယ်။အဲ့ရဲ့အဆိုနောက်ကိုလိုက်ပြီးတော့ရေးကြတဲ့အထက်မှာခုနောက်ပိုင်းထွက်တဲ့ချေရှားဆုံးကတော့ဆရာတင်နိုင်တို့ရဲ့ ကံမင်းစက်ရာဇဝင်အသစ်ပဲဖြစ်ပါလေအဲ့ထဲမှာလဲသူဟာမင်းရဲ့နေရာတင်ခါမင်းကိုမထည့်ထားဘဲနဲ့နေသူမင်းပြီးတဲ့ခါမှာဒုတိယစီတူလို့ခေါ်ကြတဲ့နေရာပတိစီတူကိုပဲပြဆိုထားပါလေအဲ့အပြင်ကျွန်တော်တို့ပကံဖျားလေးကြောင်းကိုရေးတဲ့ရှင်နတာအဲ့ ကဘာကျော်ရှောင်းစီတီပထိုးများဆိုတဲ့ရင်းသားဝင်းမောင်ရဲ့စာအုပ်ထဲမှာလေပကံမင်းဆက်ပထမဆုံးပကံမင်းဆက်ကိုပြဆိုတဲ့နေရာမှာနေသူပြီးတဲ့ခါမှာနေရပတိစီသူဆိုပြီးမှပြဆိုထားပါတယ်။သူကလည်းမင်းရင်နေရတဲ့ခါမင်းရှိခဲ့တယ်ဆိုတော့သူလည်းညှင်းဆက်ထားပါတယ်။နောက်တစ်ခုကတော့အဲ့တော့တစ်ခုက ပကံဖျားပကံစာပကံစကားပကံသားဆိုရဲမခင်ညုတတနာရေးတဲ့စာအုပ်ထဲမှာလေသူဟာနေရသူပြီးလို့ရှိရင်နေရပတိစီသူကိုပဲရေးထားပါတယ်မင်းရင်နေရတင်ခဆိုတဲ့ဟာကိုထည့်သွင်းပြဆိုထားခြင်းမရှိပါဘူးဒါတွေကတော့ဒီနောက်ပိုင်းထွက်တဲ့ထင်ရှားတဲ့စာအုပ်တွေထဲမှာမင်းရင်နေရတင်ခကိုမရှိဘူးဆိုတဲ့အကြောင်းကိုညှိဆိုထားတဲ့ထောက်ထားတွေပဲဖြစ်ပါတယ် ဆရာကြီးတော်တော်တခွင့်ရဲ့ခေါင်းမြမရဆိုရင်ဆိုတဲ့စာအုပ်နောက်တစ်ခုကပကံခေနိုင်ငံရေးဆိုတဲ့စာအုပ်ထဲမှာဘာကြောင့်မို့လို့ဒီမင်းရင်တွေကတေခါမင်းကိုမထည့်ထားလဲဆိုတဲ့ခါမှာတင်းတောင်ရဲ့တောင်ဘက်တဆိုးတောင်ထိပ်မှာရှိတဲ့မရောက်တင်သမီးကြောက်စာအရာတော့မင်းစင်းမင်းရဲ့စင်းတွေကိုလူကြီးထားပါတယ်မင်းလူလင် 1084ထိလိုက်မင်း1084 1133တပ်ရှိ1133ကနေ1160ဤတပ်ရှင1160ကနေ1165နေရာပတိ1165ကနေ1217ဆိုပြီးတော့ရေးထားပါတယ်အဲ့ဒီမှာမင်းလူလင်ဆိုတာဆိုလိုမင်းထိလိုက်မင်းဆိုတာကျက်စစ်သားတက်ရှိဆိုတာအလောင်းစစ်သူဤတက်ရှင်ဆိုတာနေရသူကလေးကြားနဲ့ နောက်ထပ်ကတော့နေရနေရပတိဆိုတာနေရပတိစီသူလို့ဖြစ်တယ်ဆိုပြီးတော့အဲ့ဒီကြောက်စာအထောက်ထားရမင်းရင်နေနာတင်ခါကမရှိဘူးဆိုပြီးမှကျွန်တော်တို့ကနောက်ပိုင်းတမိုင်းဆရာတွေကစိုးကြတာဖြစ်ပါတယ်အဲဘာကြောင့်မို့လို့မရှိမရှိတာကိုအရှိလို့မှရထားကြတယ်လဲဘာဘလို့ဖြစ်ပျက်တဲ့ကြောင့်မို့လို့အဲ့ဒီအချိန်မှာဘာကြောင့်မို့ရေးရတယ်ဆိုတာဟာပကံကဘလို့ဖြစ်တယ်လဲဆိုတာကိုတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်အသေးစိတ်လေးပြန်ရှင်းပြပါမယ်ဒီချိန်ဒီနေရာမှာကျွန်တော် ပြောလိုက်လို့ရှိရင်ဗီဒီယိုရမ်းရှိသွားပြီးတော့အကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုမဆက်ဆက်ပင်နဲ့ဟိုပွဲပွဲပြပြတွေဖြစ်သွားမဲ့ဆိုကြောင့်မို့ဒီညလေးမှကျွန်တော်မပြောတော့ပါဘူးဒီတစ်ခုဒီတစ်ခုလုတ်တဲ့ဗီဒီယိုလေးကတော့အဲမင်းရဲ့နေရာတက်ခမင်းဆိုတာတကယ်ရှိမရှိဘူးပဲကျွန်တော်တို့ကဆက်စစ်ကြည့်တာပါဟုတ်ပြီအဲ့မှာကျွန်တော်တို့မင်းရဲ့နေရာတက်ခမင်းတကယ်ရှိခဲ့ရင်ဘာတွေဖြစ်မလဲတကယ်ရှိခဲ့ရင်ကတော့ကျွန်တော်တို့တမိုင်းခက်ဆက်ဆက်ကျွန်တော်တို့လေ့လာလိုက်တဲ့တမိုင်းကဆိုရင် အမှန်တွေဖြစ်ပြီးတော့ဒီသူရေးတာရမြဟာဟာအလုံးကအမှန်လေကြီးပဲဖြစ်မှာပါအဲတကယ်လို့မင်းရဲ့နေရာတင်ခမင်းတကယ်မရှိဘူးဆိုရင်ဘာတွေဖြစ်နိုင်လဲမင်းရဲ့နေရာတင်ခမင်းတကယ်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တမမရေးထားတဲ့ဝေလူဝီမင်းသမီးဝါးဖွာတယ်ဆိုတာမဟုတ်နိုင်တော့ပါဘူးဒါပေမဲ့ဝေလူဝီမင်းသမီးဝေလူဝီမိဖုရားဟာဆိုရင်ကျွန်တော်နေရာပတိစီသူအဲအဲနေရာပတိစီသူရဲ့မိဖုရားတစ်ပါးအနေနဲ့ တကယ်ရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါဝါဖွာတာဒါအဲ့ကြာဆိုရင်အကြောင်းကမဖြစ်နိုင်တော့ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့နေရာပတိစီသူကအနာတူရအမတ်ကြီးအကိုရဲ့အထင်းတော်သားဆိုပြီးတော့ဆိုထားတဲ့အနန္တတူရအမတ်ကြီးကိုတတ်တယ်လို့သူကဆိုထားပြန်ပါလေအဲ့မှာမင်းရဲ့နေရာတင်ခါလာတကယ်မယူဆိုရင်အကိုရဲ့အထင်းတော်သားနေရာအနန္တတူရအမတ်ကြီးဆိုတာလေမရှိနိုင်တော့ဘူးထင်ပါလေအဲ့ဒီခုကျွန်တော်ပြောနေတဲ့ နာသူရမကြီးဆိုတာကမျက်ဖြည်လင်းကရေးတယ်ဆိုတဲ့သူလေးတယောက်ကောင်းမွန်ရောက်မှုဆိုတဲ့လင်းကရေးတယ်ဆိုတဲ့အမကြီးပဲဖြစ်ပါတယ်ရန်ကိုနာမည်ကြီးတဲ့အမကြီးဖြစ်ပါတယ်အဲ့လာကြီးရာဇဝင်ကြီးကဖြစ်နိုင်တဲ့တော့ဖြစ်သွားပါပြီဒါမဲ့လို့ကျွန်တော်တို့ဆရာမြတ်ကြီးသူကသူ့ကိုယ်တော်လည်းထိနေဒီအဲညပတိစီသူကိုလည်းထိနေဆိုပြီးတော့အထိန်တော်ရဲ့တားလို့ညပတိစီသူရဲ့အထိန်တော်တားဆိုပြီးတော့ပြောထားတဲ့ဆောင်းပါးတစ်ပုဒ် ရှိပါတယ်အဲ့ရလေးကိုလည်းကျွန်တော်ကြုံရင်ကျွန်တော်ပြန်ပြီးမှဟိုပြောပြောပြပါအောင်မေးအဲ့အဲ့ကြောင့်မလို့ तू ကအနန္တသူရဲ့အမတ်ကြီးရဲ့ဖြစ်ဖြစ်လင်းကာအနန္တသူရဲ့အမတ်ကြီးရဲ့တက်ခံရတယ်အနန္တသူရဲ့အမတ်ကြီးကတော့တကယ်ရှိနိုင်တယ်လို့ကျွန်တော်တို့ကတုံတက်ရပါတယ်နောက်တစ်ခုကမြင်းခန့်ကပြေကျွန်တော်မြင်းပြုရှင်နဲ့ရဲလို့ဒီပကံခစ်ကဒီမြင်းပြုရှင်နဲ့တမိုင်းမှာရှင်ပြုရှင်မြင်းပြုရှင်ဆိုခေါ်တယ်မြင်းပြုရှင်နဲ့တမိုင်းမှာ မင်းရဲ့နေရာတခါမင်းကခင်မတော်ကိုနန်းတင်ခြင်းတဲ့အတွက်ကြောင့်မို့ညီတော်ကငဆောင်ချက်မှာတိုက်ပွဲဖြစ်တယ်ဆိုပြီးပြည်ရဲ့နဲ့လွတ်လိုက်ပါတယ်အဲ့မှာညီတော်ကလည်းမတင်ငါနဲ့သူကကျုံသောမြင်းကန်ငပြည့်ကိုသူ့ရဲ့လက်ဆွဲတော်မြင်းကိုအပ်ပြီးတော့မင်းနောင်တော်နောင်တော်မတရားလာလို့လို့ရှိရင်ငါစီကိုအပြေးလာပါဆိုပြီးသူ့ကိုဟိုမှားထားခဲ့ပါတယ်အဲ့မှာနောင်တော်ကသူ့သူ့ရဲ့ခင်မတော်ကိုတိုက်ပတ်လိုက်တဲ့ခါမှာမြင်းကန်ငပြည့်ကလည်းအတင်းလိုက်ပြီးတော့ ဟိုတရင်လိုက်ပို့တဲ့အခါမှာပရိမရက်ကိုရောက်တဲ့အခါမှာအရှေ့ကတန်လျက်ကိုရေထင်ပြီးတော့ဟာချောင်းကမကူးနိုင်တော့ဘူး။အဒီမှာပဲနားတော့မယ်ဆိုပြီးမှအိတ်လိုက်ပါတယ်။အဲ့မဲ့မြင်းကတော့သူ့သူသခင်ရဲ့အနံ့ကိုရပြီးတော့အဲခဏခဏအော်နေတော့ညာအဲ့မြင်းကလည်းကြားပါကြားတဲ့ခါတော့အဲနောက်နေ့မနေ့တရင်ပို့တဲ့အခါမှာမင်းဟိုဘယ်မှာအဲ့လေမင်းညာလားဟိုမှာအဲ့ဆိုငါလည်းကြီးရတော့လောက်ကြီးကြီးရှိတော့မအဲ့ရသလားဆိုပြီးမှမြင်းကငပီကိုတပ်လိုက်ပါတယ်။အဲ့ဒါနဲ့အဲ့ဒီအဲ့ဒီ မြင့်ခဲ့မပြီးဟာမြင့်ဖြူရှင်ဆိုတဲ့ဟာအမည်နဲ့လက်ဖြစ်တယ်လို့ကျွန်တော်တို့လက်သမိုင်းမှာပါပါတယ်တကယ်တမ်းလားမင်းရဲ့နေရာတင်ခါမင်းရဲ့မရှိတော့ဘူးဆိုရင်အဲ့အဲ့ဒီမြင့်ဖြူရှင်ဆိုတဲ့မြင့်ဖြူရှင်လက်ဖြစ်တယ်ဆိုတဲ့ဟာလည်းရှိမှာမဟုတ်တော့ပါဘူးအောက်ဆိုမင်းရဲ့နေရာတင်ခါမင်းရဲ့မှာတကယ်မှမရှိဘူးအဲ့သူတို့ရဲ့ဇလန်းကြီးကလည်းတကယ်မဟုတ်တော့ဘူးလို့ဆိုရတော့မှာပေါ့ဗျာဘာကြောင့်မို့လို့မရှိတဲ့မြင်ကိုအရှိလုပ်ပြီးရောပိုင်းဆရာကြီးက ရေးထားကြလဲဆိုတဲ့ဖြေကတော့ကျွန်တော်လည်းမသိပါဘူး။ဒါပေမဲ့အဲ့ဒီမင်းရင်နဲ့နေရာတင်ခါမင်းအုပ်ဆိုးတယ်ဆိုတဲ့အချိန်ကာလမှာဘာတွေဖြစ်ဖြစ်ခဲ့တယ်လဲဆိုတာကိုတော့ဆရာကြီးတော်ရတန်းထွန်းရဲ့စာအုပ်ထဲမှာတော့ရေးသားထားပါတယ်။အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ရောက်ဗီဒီယိုတစ်ပုဒ်မှာပြောပါပါမယ်။ဒီခုဗီဒီယိုတစ်ပုဒ်ကတော့မင်းရင်နေရာတင်ခါမင်းဆိုတာတကယ်ရှိလားမရှိဘူးလားဆိုတဲ့ဝေဖန်ဆန်းစစ်တာတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ ျွန်တော်ပြောတဲ့အကြောင်းအရာလေးကိုသဘောတူတဲ့လူလည်းရှင်းရှင်းပဲသဘောမတူတဲ့လူလည်းရှင်းရှင်းပါမယ်ဒါပေမဲ့လို့ကျွန်တော်ကသဘောတူခြင်းဖြစ်စီမတူခြင်းဖြစ်စီတမိုင်းမှာခေါင်းတမိုင်းကြီးတဲ့သူနဲ့ခစ်တဲ့တမိုင်းကြီးတဲ့သူနဲ့အယူဆခြင်းမတူတဲ့အကြောင်းအရာကိုကျွန်တော်ကဒီနေရာမှာ live မှာပြန်လည်းညွှန်ပြပြခြင်းဖြစ်ပါတယ်ကိုယ့်အမှုကိုယုံနာမြုံနာကတော့ကိုယ့်ရဲ့ဘောရာအတိုင်းပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ရောမိရင်နေရာတင်ခါမင်းကတကယ်ရှိတယ်ဆိုတဲ့ဘက်က လက်ခံပါသလားဒါမှမဟုတ်တကယ်မရှိဘူးဆိုတဲ့ဘက်ကနေမှလက်ခံပါသလားအောက်က comment လေးမှာလည်းရေးသွားပြီးလို့ရပါတယ်ခင်ဗျာဒီထိကြည့်ရှုပြီးတဲ့အတွက်ကြောင့်မို့အားလုံးကိုကျေးဇူးတင်ပါတယ်